ားလုံးပဲမင်္ဂလာပါ။ Star The Channel ကိုကြည့်ရှုအားပေးနေတဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါရစေ။ဟုတ်ကဲ့ကျွန်တော်တို့တတိယဝါသနာရှင်များအတွက်တရက်၁၇လပိုင်း2025တတိယဒုတိယဖိုင်ဆိုင်လေးကိုကျွန်တော်ချပြပေးသွားမှာဖြစ်ပါရစေ။တနည်းလေးမစားခင် Star The ဖြစ်တဲ့ကျွန်တော်ရဲ့ Channel လေးကို Subscribe လုပ်ရသေးဘူးဆိုရင်ဒီဖိုင်အောက်က Subscribe ဆိုတဲ့နေရာဆောင်းလေးကိုတစ်ချိန်နှိပ်ပြီးတော့ ေနာကနူဒီခေါင်းလောင်းလေးကိုတီးထားမယ်ဆိုလို့စီကျွန်တော်တင်တဲ့ဗီဒီယိုအစ်စ်တွေကိုအချိန်နဲ့တပြေးညီကြည့်ရှုရမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်မိတ်ဆွေများအားလုံးပေါ့နော်အခုကျွန်တော်ပြသပေးမယ့်ဒုတိယဖိုင်မူဆိုင်လေးကတော့လုံးပိုင်နဲ့ကီဒဲဂျာမူဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီမှာဒါတော့ထွက်စင်ဖြစ်ပါတယ်၈5နှစ်ဆိုတဲ့အပြင်ကနေရောဒါကတော့ကျွန်တော်တို့တတိတီဒီ၈တော်လုံးကတော့ဒါကျွန်တော်တို့ဒါမြန်မာတတိတီပေါ့နော်အဲ ဒီကောင်ကတော့ကျွန်တော်တို့ဒီကနေ6လုံးမထွက်ခင်ပေါ့နော်အဲနှလုံးတိုက်ကျွန်တော်တို့ထွက်တာဖြစ်ပါတယ်အပြည့်အစုံဆိုလို့စင်ဒီကောင်ဒီနှလုံးတိုက်ထွက်ပြီးမှဒီ 3D ဆိုတာထွက်တာဖြစ်ပါတယ်နော်ဒီဒီကနေ6လုံးထွက်တာဖြစ်ပါတယ်ဒီကနေ6လုံးမှာနောက်3လုံးကိုကျွန်တော်တို့ကဒါဘုံက focus မပြတ်ဖြစ်နေတယ် focus 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 ဘုံက focus မပြတ်တော့ဘူးနော်အဲ့တော့အဲ့ဒါကိုကျွန်တော်တို့ကဒီမှာ ပေါ့နော်အဲ့ပုံစံကျွန်တော်ဒါထွက်စင်အပြည့်ဆုံးမသိရှိသေးတဲ့ကျွန်တော်တို့အမသိရှိသေးတဲ့မိတ်ဆွေများအတွက်ဒီနှလုံးကဘယ်ရလာတာလဲဘာတွေလဲဆိုတာကိုမေးမှကြောက်လို့ပေါ့နော်ဒီကောင်ကကီးနော်ဒီကောင်ကကီးကျွန်တော်တို့ဒီတောက်လျှောက်ကျွန်တော်တို့ပေးလာတဲ့ကီးဒီမှာကျွန်တော်တို့ဒါပေါ့နော်ဒီထိတ်စီးခါအဲနောက်ပိတ်ကိုနောက်တနည်းနဲ့ကျွန်တော်ဒုတိယ site ကိုအနီးကပ်ကျွန်တော် ပြသပေးမှာဖြစ်ပါတယ်စောင့်မျှော်ကြည့်ရှုအားပေးနေတဲ့ ကျွန်တော်ရဲ့ညီကောင်မောင်နှမအားလုံးကိုဒီပွဲမှာပေါ့နော်ပြီးခဲ့တဲ့ပွဲဟာကျွန်တော်တို့ကျွန်တော်ပြီးခဲ့တဲ့ကနန်းဒီ96ခွန်နော်96ခွန်ပြီးတော့960ကျွန်တော် main quest တင်ပြီးခဲ့ပါတယ်အဲ့တော့ဒီပွဲမှာကျွန်တော်တို့6ခန်းနဲ့ပဲကျွန်တော်တို့ရရှိတာဖြစ်တယ်နော်အဲ့တော့96ခွန်ဆိုတော့ဒီမှာထွက်တာက696ဆိုပြီးတော့အခွာကနန်းထွက်သွားတယ်ပေါ့နော်အခွာကနန်းထွက်သွားတော့ကျွန်တော်တို့ကဒီမှာ တပွင့်တိုးတယ်နောက်မှာတပွင့်တိုးပြီးတော့ကျွန်တော်တင်ထားပေးခဲ့တာပေါ့နော်တပွင့်နေကဲထားတော့ကျွန်တော်တို့ပြီးခဲ့တဲ့ပွဲက break တူတယ်နော်ကျွန်တော်တို့လုံးပိုင်း6ခါဖြစ်တယ်နော်တချို့တော့တချို့တော့ညီမောင်မမတွေအဲကြိုက်နှစ်သက်မှဝင်ကြည့်ပါဒီပွဲကတော့ကျွန်တော်ဘက်ကအကောင်းဆုံးကျွန်တော်ပေါ့မယ်လို့ယုံကြည်ရတယ်နော်အဲ့တော့ယုံကြည်မှထိုးပါယုံကြည်မထိုးပါနဲ့နော်ကိုကိုကိုဘေးဖြစ်အောင်မလုပ်ပါနဲ့ ကျွန်တော်လည်းအတက်တည်တာမဟုတ်ဘူး20နဲ့ဒူဝါသနာရှင်များအတွက်ကိုမျှဝေပေးတာဖြစ်ပါတယ်နော်ကျွန်တော်အတက်တည်မှတော့ကျွန်တော်တယောက်တည်းပဲထိုးမှာပေါ့နော်ဒါပေမဲ့ဒီထဲကအထောက်အကူလေးတွေဖြစ်မလားဆိုတဲ့ပုံစံနဲ့ကျွန်တော်ပြပေးတာဖြစ်ပါတယ်လောဘလောဘမကြီးပါနဲ့နော်လောဘမကြီးပါနဲ့ဒါလေးပဲကျွန်တော်ပြောချင်တယ်ကဲ20လေးကိုစမှာဖြစ်ပါတယ် ဲ့တော့ကျွန်တော်တို့ဒီမှာပေါ့နော်ဒီကနေ6လုံးကနေပြီးတော့ကျွန်တော် key site လေးကိုကျွန်တော်မျှော်ဝေပေးမှာဖြစ်ပါတယ်အဲ့တော့သူကီးပေးလိုက်တဲ့ပုံစံကကျွန်တော်တို့ဘယ်လိုပုံစံလေးဖြစ်နေလဲဆိုတော့ဒီမှာပါအရီတော်လုံးသုံးချက်ပဲပြမယ်နော်သူကဟုတ်ပြီနော် အဓိကလိုချင်တဲ့ point ဗီဒီယိုအရင်ရှည်သွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်နော်အဓိကလိုချင်တဲ့ point ကိုပဲသွားမှာဖြစ်ပါတယ်ကဲဒါဆိုရင်ကျွန်တော်တို့ဒီမှာဒီကနန်းသုံးလုံးဟာတစ်ဖြစ်ပါတယ်နော်တစ်ဖြစ်ပါတယ်ဒီကနန်းသုံးလုံး၃ညရဲ့၅ရဲ့၆ရဲ့သုံးလုံးပေါင်းခြင်းဒီတစ်ဖြစ်ပါတယ်တရဲ့ power ဒီ6ဖြစ်ပါတယ် i 6ဆိုတာ key ဖြစ်ပါတယ်နော်6 key ဖြစ်ပါတယ် ကျွန်တော်တို့ဒီမှာ356ဆိုပြီးတော့ကျွန်တော်တို့เนาะ356ဆိုပြီးတော့အဲဒါထွက်ပါတယ်အဲ့တော့ဒီမှာ6တလုံးကြီးဝင်ပါတယ်ဗောနော်ကြည့်ဒါဆိုရင်နောက်ထပ်ကျွန်တော်တို့ထပ်ပြီးတော့ရှင်းပြပြပါမယ်နောက်တစ်ဆိုင်ကိုဒီ3လုံးပေါင်းကြီးညီ9ဖြစ်ပါတယ်တစ်ခုချင်းစီသွားမှာเนาะ9ရဲ့ပါဝါဒီ၄ဖြစ်ပါတယ်၉လေးကီးဖြစ်ပါတယ်၉လေးကီးမှာကျွန်တော်တို့ဒီမှာ ထွက်တာက6ခွန်8ဆိုပြီးတော့ကျွန်တော်တို့ထွက်တယ်နော်6ခွန်8ဆိုပြီးတော့ကျွန်တော်တို့ထွက်တယ်ဒါဆိုရင်ကျွန်တော်ဒီမှာ6တလုံးကျွန်တော်တို့ဖြည့်ပါတယ်ပေါ့နော်အဲတခုချင်းစီရှင်းပြပေးတာဖြစ်ပါတယ်ကဲဒါဆိုရင်ဒီမှာလဲဒီ3လုံးပေါင်းကြီးသည်ခွန်နဲ့ခွန်နဲ့ပေါင်းတော့4 6နဲ့ပေါင်းတော့3ညဖြစ်ပါတယ်3ညဖြစ်ပါတယ်3ညပါဝါ5ဖြစ်ပါတယ်3ည5ကီးဖြစ်ပါတယ် ဲ့တော့ဒီဘက်မှာ3ည5ကီးကြည့်ရမှာဖြစ်ပါတယ်။ဒါဆိုရင်နောက်ထပ်တနည်းနဲ့ထပ်ပြီးတော့ကျွန်တော်ထုတ်ပေးပါမယ်ပေါ့နော်။နောက်ထပ်တနည်းကတော့ကျွန်တော်ဒီပုံစံလေးပါပဲနော်။အဲ့တော့ဒီမှာအစဲရောင်လေးနဲ့ကျွန်တော်ယူထားပါတယ်။အစဲရောင်လေးနဲ့ကျွန်တော်ယူလိုက်တော့တော့ဘာတွေဖြစ်မလဲဆိုတော့အဲ့ဒီမှာ9ရယ်၊3ညရယ်၊3ရယ်ပေါင်းတော့ကျွန်တော်တို့10ဖြစ်ပါတယ်။10ရဲ့ပါဝါ3ဖြစ်ပါတယ်။10 3 ကီးဖြစ်ပါတယ်။ရှစ်သုံးကီးဆိုတော့ကျွန်တော်တို့ဒီမှာထွက်တာက356ဆိုပြီးကျွန်တော်ထွက်ပါတယ်။အဲဒီမှာကျွန်တော်တို့3တလုံးထိပါတယ်။အဲတော့ဒီကီးကီးနှစ်စုံမှာကျွန်တော်6လက်ထိတယ်လို့3လက်ထိပါတယ်။3 6။အဲဒီမှာကီးထိပါတယ်ပေါ့နော်။အဲတော့နောက်တစ်နည်းနဲ့ထပ်ပြီးတော့ကျွန်တော်တို့ကြည့်အောင်3အဲ့ဒီမှာ1အဲ့ဒီမှာ8ဒါဆိုရင်ဒီကနန်း သုံးလုံးပေါင်းခြင်းဒီကျွန်တော်တို့ဘာရလဲ3နဲ့1နဲ့ပေါင်းတော့4 1နဲ့ပေါင်းတော့ကျွန်တော်တို့2ဖြစ်ပါတယ်2ရဲ့ပါဝါခွန်2ကီးဖြစ်ပါတယ်2ခွန်ကီးဆိုတော့ကျွန်တော်တို့ဒီမှာဘာထိလဲ6ခွန်8ဆိုပြီးတော့ကျွန်တော်တို့ဖတ်ပါတယ်6ခွန်8ဆိုတော့အဲ့ဒီမှာကျွန်တော်တို့ခွန်ထိပါတယ်ဒါဒီကီးနှစ်ဆောင်ပါဘောเนาะဒီ direct ထိနေတဲ့ကီးဖြစ်တယ်ဘောเนาะဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ60ခွန်ဆိုပြီးတော့ ျွန်တော်တို့ဒီမှာ69ထိပ်ပါတယ်เนาะဒါဆိုရင်နောက်ထပ်ကျွန်တော်တို့ထပ်ပြီးတော့ရှင်းပြပေးပါမယ်အဲ့ဒီမှာ99ပေါင်းတော့4တင်းနဲ့ပေါင်းတော့ကျွန်တော်တို့5ဖြစ်ပါတယ်เนาะနော်တင်းနဲ့ပေါင်းတော့5ဖြစ်ပါတယ်ဒါဆိုလို့ဆိုရင်ဒီသုံးလုံးပေါင်းရင်ဒီ5ဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့5ရဲ့ပါဝါ3ညဖြစ်ပါတယ်ဒီမှာတော့ ျွန်တော်တို့9 3ကြီး9 3ကြီးဆိုပြီးတော့ကြီးเนาะတွင်ကြီးနေတာဖြစ်ပါတယ်ကဲဒါဆိုရင်ကျွန်တော်မိတ်ဆွေများဒီ9 3ကြီးကကျွန်တော်တို့ဒီကလည်းတလုံးထိရမယ်ဒီကလည်းတလုံးထိရမယ်ဒီ9 3ဆိုတဲ့ကြီးကကျွန်တော်တို့ဒီပွဲမှာထိကိုထိရမယ်အနေထားဖြစ်ပါတယ်ကဲဒါဆိုလို့ဆိုရင်ကျွန်တော်တို့ကဒီမှာပေါ့เนาะသူထွက်စင်ကိုကျွန်တော်တို့ဆက်လိုက်ပြီးတော့ကြည့်အောင်ပါเนาะထွက်စင်ကဘယ်လိုတွေထွက်ထားလဲဆိုတော့ဒီမှာပါ ဖက်စင်ထွက်တဲ့ပုံစံကကျွန်တော်တို့ဒီမှာပါသားတော်ထိတ်စည်းဖြစ်ပါတယ်ကဲဒါတော့ထိတ်စည်းဖြစ်ပါတယ်အော်ဒီထိတ်စည်းမှာတစ်ချက်ကြည့်အောင်ကျွန်တော်တို့ ဒီထိပ်စီမှာ၈ရက်၅ရက်ပေါင်းတော့ကျွန်တော်တို့၈ရက်၅ရက်ပေါင်းတော့ကျွန်တော်တို့ဗားရလဲ၈ရက်၅ရက်ပေါင်းတော့အဲ့ဒီမှာ၃လို့ရပါတယ်နော်၈ရက်၅ရက်ပေါင်းတော့၃ဟာအဲ့ဒီမှာ၃ထိပ်စီဖြစ်ပါတယ်အဲ့ဒီမှာ၃ထိပ်စီဖြစ်ပါတယ်နော်အဲ့တော့ဒီကီးမှာဆိုလို့စေ၃တလုံးညှိတာဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ပုံစံနဲ့ကျွန်တော်တို့ကကီးထိပ်စီထုတ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ထပ်ပြီးတော့ဒီမှာထပ်ပြီးတော့ရှင်းပြပေးပါမယ်နော် ထပ်ပြီးတော့ရှင်းပြပေးပါမယ်။အဲ့တော့ဒီမှာကျွန်တော်တို့ကဒီနှလုံးပေါင်းခြင်းဒီကျွန်တော်တို့ဗာရလဲနှလုံးပေါင်းခြင်းဒီကိုးရပါတယ်နော်။အဲ့ဒီကိုးဒီကျွန်တော်တို့အဲ့ဒီမှာထိတ်စည်းဖြစ်ပါတယ်။ထိတ်ဖြစ်ပါတယ်ကိုးဒီဒီမှာလဲကျွန်တော်တို့ထိတ်ဖြစ်ပါတယ်။ဒါဆိုရင်ဒီမှာလဲကျွန်တော်တို့ကထိတ်ဖြစ်ရမှာဖြစ်တယ်ပေါ့နော်။အော်ဒီမှာနှလုံးပေါင်း9က9ထိတ်လို့ကြတယ်နှလုံးပေါင်း3က3ထိတ်လို့ကြတယ် အဲ့တော့ဒီ key မှာဆိုလို့ရှိရင်ကျွန်တော်တို့၄ကို key နဲ့ကျွန်တော်တို့အဲ့ဒီမှာ code ဆိုပြီးတော့ကျွန်တော်တို့ဖြည့်ပါတယ်ဒါဆိုရင်ဒီမှာနှလုံးပေါင်း5ဖြစ်ပါတယ်နော်6ရဲ့9ရဲ့ပေါင်းတော့နှလုံးပေါင်း5ဖြစ်ပါတယ်အဲ့ဒီ5ဒီအဲ့ဒီမှာထိပ်စီဖြည့်ရမှာဖြစ်ပါတယ်အဲ့ဒါဆိုရင်ဒီမှာကျွန်တော်တို့က5ထိပ်စီပေါ့နော်5ထိပ်စီဖြစ်ပါတယ် အဲဒါဆိုရင်ဒီမှာ9တုံညာကီးတဲ့ကနေပြီးတော့ကျွန်တော်တို့9ထိပ်စီတစ်လုံးရရှိပြီဖြစ်ပါတယ်။အဲတော့9တုံညာတစ်လုံးနဲ့က9ထိပ်စီရရှိပြီဆိုတော့ကျွန်တော်တို့ထပ်ပြီးတော့အဲကျွန်တော်တို့ကြည့်အောင်ပေါ့နော်။ဒီဒီဘက်မှာကျွန်တော်တို့ထပ်ပြပါမယ်။နော်ဒီဘက်မှာထပ်ပြပါမယ်။ဘက်မှာကျွန်တော်ပြမယ်ပုံစံကဘယ်လိုလဲဆိုတော့ဒီမှာပါ ကဲဒါဆိုရင်ကျွန်တော်မိတ်ဆွေများကဒီမှာထပ်ပြီးတော့ကြည်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဘာတွေဖြစ်မလဲသုံးလုံးပေါင်းခြင်းဒီအဲ့ဒီမှာကျွန်တော်တို့၅ရပါတယ်အဲ့ဒီရတဲ့၅ဒီခါဖြစ်ပါတယ်เนาะအဲ့ဒီမှာကျွန်တော်တို့၅ခါဆိုပြီးတော့ကျွန်တော်တို့ဒီမှာเนาะလက်ရှိကျွန်တော်တို့ဒီမှာ၅ခါ ਨੇ ကျွန်တော်တို့เนาะရှားတာဖြစ်တဲ့အတွက်ဒီကီးမာကတော့ကျွန်တော်တို့ဒီမှာဒီနှလုံးပေါင်း၃ဆိုတော့ကျွန်တော်တို့ဒီမှာ၃ထိပ်စီဖြစ်သွားပြီပေါ့เนาะ ဲ့တော့ဒီမှာကျွန်တော်တို့ဒီ key နဲ့ဒီနှလုံးချက်မယ်ဆိုတော့ဒီမှာကျွန်တော်တို့ဘောနော်အဲ့ဒီ6 key ကဒီမှာညှိထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီမှာ၅ခါနဲ့အပြီးပေါက်ဒါကျသွားတယ်အဲ့ဒါကိုနောက်ထပ်တော့နောက်ပိတ် sign နဲ့ကျွန်တော်ထပ်ပြီးတော့ရှင်းပြပေးမှာဖြစ်ပါတယ်ဘောနော်အဲ့တော့တခုချင်းစီကိုဒီမှာတခုချင်းစီကိုပြတာဖြစ်တယ်ထိတ်စီဆိုရင်အဲ့ဒီမှာထိတ်စီနော်ဒီမှာကျွန်တော်တို့ခါနဲ့ဒီမှာ site ကသူ့အတူရှင်းနေပါတော့အပြီးရင်ကျွန်တော်တို့ဒီမှာလည်း ်ယင်းနှလုံးပေါင်းခြင်းဒီကိုဆိုတော့ကိုထိတ်စင်းနဲ့ကိုထိတ်စင်းနဲ့ကျွန်တော်တို့ကဒီမှာဒီကိုလေးကီနှစ်ခွန်ကီနဲ့ကျွန်တော်တို့ကဒီသုံးလုံးပေါင်းခြင်းဒီခွန်ဆိုတော့အဲ့ဒီမှာပေါ့နော်ဒါဒါဆိုရင်ကျွန်တော်တို့ကဒီမှာသုံးလုံးပေါင်းခြင်းဒီအဲ့ဒီမှာခွန်ခါဖြစ်ပါတယ်နော်ခွန်ခါဆိုတော့အဲ့ဒီမှာခွန်ခါရပါပြီเนาะဒါဆိုရင်ဒီမှာခွန်ခါရပြီကျွန်တော်တို့ဒီမှာလဲ အကီမနှစ်ခွန်နဲ့ကိုဆိုတော့ကျွန်တော်တို့ကဒီမှာတော်တော်လေးကိုဒါကနန်းကလှနေပြီပေါ့နော်အော်ဒီတော်နီကတော့မိတ်ဆွေတို့အတွက်နော်လုံးဝအကျိုးရှိမယ်ဖြစ်ပါတယ်လုံးဝအကျိုးရှိစင်မဲ့တော်နီလေးပဲဖြစ်ပါတယ်ကဲဒါဆိုရင်ကျွန်တော်တို့ဒီမှာလည်းထပ်ပြီးတော့ကြည့်ပြပါမယ်နှလုံးပေါင်းသုံးလုံးပေါင်းခြင်းဒီနှလုံးပေါင်း၅ဖြစ်တယ်သုံးလုံးပေါင်းခြင်းဒီ ျွန်တော်တို့봐ရမလဲအဲ့ဒီမှာတစ်ဖြစ်ပါတယ်နော်သလုံးမောင်းကြီးတစ်ဖြစ်ပါတယ်တစ်ခါဖြစ်ပါတယ်ဒါဆိုလို့ဆိုရင်ကျွန်တော်တို့ကဒီမှာတစ်ခါပေါ့နော်တစ်ခါဆိုရင်ဒီကကျွန်တော်တို့ကဒီမှာပေါ့နော်တစ်ခါကို9တုံညာကီ9တုံညာကီနဲ့9ထိပ်စီနဲ့ဆိုတော့ကျွန်တော်တို့တစ်ခါရရှိရပြီဖြစ်တယ်နော်အဲ့တော့ဒီမှာ၅တုံညာကီးနဲ့ကျွန်တော်တို့ကကတ်ကံမှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒီနဲ့ကျွန်တော်ဒီမှာတခါလို့ကျွန်တော်မှတ်ချက် တကွက်ရမှာဖြစ်ပါတယ်เนาะတခါဖြစ်ပါတယ်အဲတခါဖြစ်ပါတယ်အဲဒါဆိုရင်ကျွန်တော်တို့ထပ်ပြီးတော့เนาะတခါရပါပြီဟုတ်ပြီเนาะအဲဒါဆိုရင်နောက်ထပ်ပေါ့เนาะကျွန်တော်ထပ်ပြီးတော့ရှင်းပြချင်တာကဒီမှာတစ်ခုရှိပါတယ်เนาะဘယ်လိုပုံစံလေးရှင်းပြချင်လဲဆိုတော့ဒီမှာပါအာဒီ20မှာပြီးပြေဆုံးကျွန်တော်ရှင်းပြပေးချင်တာဖြစ်တယ် ဲ့တော့ဒီမှာကျွန်တော်တို့ဒီနှလုံးပေါင်းမှာအထားလိုက်တော့နော်ဒီ site ကနောက်မှတစ်ခုထပ်ရှင်းပြမယ်အော်ဒီမှာတစ်ခုနောက်ပိတ်ကိုထပ်ပြီးတော့ကျွန်တော် ရှင်းပြပေးခြင်းပါတယ်နော်နောက်ပိတ်ကဘယ်လိုရှင်းပြခြင်းလဲဆိုတော့ကျွန်တော်တို့ဒီမှာပါဒီဒီနှလုံးပေါင်းခြင်းဒီဒီနှလုံးပေါင်းခြင်းဒီ6ဖြစ်တယ်ပေါ့နော်အဲ့ဒီ6ကိုဒီမှာနှလုံးပေါင်းကျွန်တော်တို့ ဒီနှလုံးပေါင်း6ကိုနော်နှလုံးပေါင်း6ဖြစ်ပါတယ်6ရဲ့ပါဝါဒီအဲ့ဒီမှာ1ဖြစ်ပါတယ်နော်1ဖြစ်တယ်ဆိုတော့ဒီမှာနှလုံးပေါင်း1ဆိုပြီးတော့ကျွန်တော်တို့အဲ့ပုံစံနဲ့ကျွန်တော်တို့ရိုက်ကြည့်ရပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ကဒီမှာ3 5 6ဆိုတော့ဒီမှာ1 6ကီးနဲ့လည်းညီတယ်နော်ဒါဆိုရင်ကျွန်တော်တို့ဒီမှာလည်းထပ်ပြီးတော့ရှင်းပြပေးပါမယ်နှလုံးပေါင်း9ဖြစ်ပါတယ်နှလုံးပေါင်း9ကိုယ့်ရဲ့ပါဝါ4ဖြစ်ပါတယ်နော် နှလုံးပေါင်း9ဖြစ်ပါတယ်နော်9ရဲ့ပါဝါဒီနှလုံးပေါင်း4ဖြစ်ပါတယ်နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဒီမှာနှလုံးပေါင်း9ဖြစ်ပါတယ်9ရဲ့ပါဝါနှလုံးပေါင်း4ဖြစ်ပါတယ်နှလုံးပေါင်း4ဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီမှာဒီ9လေးကြီးမှာလဲ9ထိပ်စီနဲ့ညီတယ်နှစ်ခွန်ကြီးနဲ့ညီတယ်ကျွန်တော်တို့ဒီမှာနှလုံးပေါင်း9ကိုကိုပါဝါ၄ဆိုတော့ကျွန်တော်တို့နှလုံးပေါင်း၄ဖြစ်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာ ဒါ6 8ဆိုတော့ကျွန်တော်တို့ဒီမှာလည်းအပြီးဖြစ်ပါတယ်เนาะဒီကီးနှစ်စုံနဲ့လည်းညှိတယ်ခဲ့ဒါဆိုဒီပွဲမှာကျွန်တော်တို့ကဘာတွေဖြစ်လာမလဲဆိုတော့ဒီမှာကြည့်ပေါ့เนาะနှလုံးပေါင်း5ဖြစ်ပါတယ်နှလုံးပေါင်း5ဖြစ်ပါတယ်5ရဲ့ power ကျွန်တော်တို့ဒီမှာ5ရဲ့ power နှလုံးပေါင်း နှလုံးပေါင်းသည်၃ညဖြစ်ရမှာဖြစ်ပါတယ်เนาะငါးပါဝါနှလုံးပေါင်း၃ညဖြစ်ရမှာဖြစ်တဲ့အတွက်ကျွန်တော်တို့နောက်ပိတ်ကပါလဲဆိုလို့စီ၄နောက်ပိတ်ဖြစ်ပါတယ်၆ရှိတာဖြစ်တဲ့အတွက်၄နောက်ပိတ်ဖြစ်ပါတယ်เนาะအဲ့တော့ကျွန်တော်တို့၁၄အဲ့ဒီမှာဆိုလို့စီကျွန်တော်တို့ဒါဟောเนาะငါ၁၄ဆိုတဲ့ကဏ္ဍတစ်ခွက် ဖြစ်ပါတယ်ရှင်းလားကျွန်တော်မိတ်ဆွေများရှင်းလားခင်ဗျာเนาะငါ၁၄ဆိုတဲ့ကဏ္ဍတစ်ခွက်ဖြစ်ပါတယ် အဲ့တော့ကျွန်တော်အနေနဲ့ဒီမှာ9တုံညာကီးနဲ့ကျွန်တော်တို့အညီထိုးမယ်ဆိုလို့ဆိုရင်လေကျွန်တော်တို့က9တုံညာ၄တကွဲရမယ်เนาะ9 1တုံညာတကွဲရမယ်ပေါ့เนาะဒါမျိုးလေးတွေကျွန်တော်တို့ထိုးလို့ရပါတယ်9 1နာတုံညာ၄ပြီးလို့စေ9 1တုံညာဖြစ်ပါတယ်ပြီးလို့စေကျွန်တော်တို့ကဒီကီးနဲ့အညီထိုးရမှာဖြစ်တဲ့အတွက် ပြီးတော့စရင်ကျွန်တော်တို့ထပ်ပြီးတော့ရှင်းပြပေးပါမယ်ကဲဒါဆိုရင်ကျွန်တော်ထပ်ပြီးတော့ရှင်းပြပေးပါမယ်။ဒီမှာတော့เนาะဒီနှလုံးပေါင်းသည်3ဖြစ်ပါတယ်။เนาะဒီနှလုံးပေါင်းကြီးသည်3ဖြစ်ပါတယ်။ ဒါဆိုရင်ဒီမှာအခွန်3ဖြစ်ရမှာဖြစ်ပါတယ်နှလုံးရှင်းနှလုံးပေါင်း3ရဲ့ပါဝါ8ဆိုပြီးတော့ကျွန်တော်တို့ရရှိတာဖြစ်ပါတယ်เนาะရှင်းနှလုံးပေါင်း10 site ဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ကဒီမှာလည်းထပ်ပြီးတော့ရှင်းပြပေးပါမယ်နှလုံးပေါင်းဒီနှလုံးပေါင်းဒီ10ဖြစ်ပါတယ်10ပါဝါ6ဖြစ်ပါတယ်ဒီမှာနှလုံးပေါင်းရှင်းနှလုံးပေါင်း6ဖြစ်ရမှာဖြစ်ပါတယ် ရှင်နှလုံးပေါင်း6ဖြစ်အောင်ဖြစ်တဲ့အတွက်ကျွန်တော်တို့69ဆိုပြီးတော့ကျွန်တော်တို့ဒီမှာဒီကြီးနဲ့ကျွန်တော်တို့ညှိထားတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီမှာလည်းဒီနှလုံးပေါင်းချင်းဒီဒီနှလုံးပေါင်းချင်းဒီ3ဖြစ်ပါတယ်3ပါဝါ8ဖြစ်ပါတယ်ဒါဆိုရှင်နှလုံးပေါင်းကျွန်တော်တို့ဒီနေရာမှာဒီနေရာမှာရှင်နှလုံးပေါင်း၅ထိပ်စီရတာဖြစ်တဲ့အတွက် န်ထိတ်စေရတာဖြစ်တဲ့အတွက်ရှင်နှလုံးပေါင်းရှင်နှလုံးပေါင်းကြီးသည်ရှင်းဖြစ်ရမှာဖြစ်ပါတယ်ရှင်နှလုံးပေါင်းရှင်းဖြစ်မယ်ဆိုရင်ကျွန်တော်တို့ကပါထဲမလဲရှင်နှလုံးပေါင်းရှင်းဖြစ်မှာတဲ့3ခါဖြစ်ပါတယ်နော်ရှင်နှလုံးပေါင်းရှင်းဖြစ်တာဖြစ်တဲ့အတွက်3ခါထဲမှာရှင်နှလုံးပေါင်းနှလုံးပေါင်းနှလုံးပေါင်း၃၃ပါဝါရှိကိုဒီမှာ၅ထိပ်စီရှိတာဖြစ်တဲ့အတွက်ဒီနှလုံးပေါင်း၅ထိပ်စီနှလုံးပေါင်း၈ဖြစ်ရမှာဖြစ်တဲ့အတွက်အဲဒါဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ဒီမှာပေါ့နော်အဲကျွန်တော် ထည့်ကျင်တဲ့ကဏန်းပေါ့နော်အဲ့တော့ဒီပွဲမှာကကျွန်တော်တို့ဒီမှာဒီမှာရိုက်ထားတာကနှလုံးပေါင်းနှလုံးပေါင်း66ပါပါတင်းနှလုံးပေါင်း99ပါပါတင်းနှလုံးပေါင်း55ပါပါ3ညဆိုလို့ရှိရင်ပေါ့နော်3ညဆိုလို့ရှိရင်အဲ့တော့ဒီမှာကကျွန်တော်ဖြစ်စဉ်တစ်ခုပေါ့ဗောနော်ဒီ၄ကိုဗောနော်ကျွန်တော်ဒီပွဲမှာပါဝါပြန်ချိန်ဒီ၃လုံးအညိ၃လုံးဆင်းရမှာဖြစ်တယ်ဗောနော်ဒီပါကြည့်ကျွန်တော်တို့ကတောက်လျှောက်ကျွန်တော်တို့ဒီ ငါကဆင်းလာတဲ့ပုံစံနဲ့ဆိုလို့ရှိရင်တော့ဆောက်ဆင်းလာတဲ့ပုံစံနဲ့ဆိုလို့ရှိရင်ပေါ့နော်အဲကျွန်တော်တို့ကျွန်တော်တို့ဒီပွဲမှာကျွန်တော်ဒီလေးကိုနောက်ခါပါဝါခေါ်ကျင်တာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ဒီပေါ့နော်ဒီ9 3 9ဆိုတဲ့ခဏန်းတစ်ခွက်ကို ကျွန်တော်ဒီမှာထပ်ပြီးတော့ထည့်လိုက်ပါတယ်ပေါ့နော်9 3 4 9 3 9ထပ်ထည့်ပါတယ်ပေါ့နော် နော်934 939 534ဆိုပြီးတော့914ဆိုပြီးတော့ကျွန်တော်အားလုံးဒီမှာပေါ့နော်ကနန်းကျွန်တော်6ခွက်ကျွန်တော်ထုတ်ပေးလိုက်ပါတယ်ဒီကီးနဲ့အညီပေါ့နော်ကဲအားလုံးနဲ့ကျွန်တော်မိတ်ဆွေများအဲကံကောင်းကြပါစေနော်တတိယဝါနာရှင်မိတ်ဆွေများစကားသော channel ကိုအားပေးနေတဲ့မိတ်ဆွေများအတွက်ပေါ့နော်အကောင်းဆုံးကျွန်တော်တင်ဆက်ပြီးတော့ရတာပြပါမယ်ဒီဒီ site ကိုထပ်ပြီးတော့ကျွန်တော်စီစစ်မယ်စီစစ်လို့အနီးကမှာဒီချက်ကောင်းတာ ်ညတော့ကောင်းများရှိခဲ့လို့ဆိုရင်ကျွန်တော် like show ထပ်တင်ပေးပါမယ်တကယ်လို့မကောင်းမှုဆိုလို့ဆိုရင်လည်းကျွန်တော်မတင်တော့ပါဘူးပေါ့နော်အားလုံးပဲအောင်မြင်ကံကောင်းကြပါစေဒီပွဲမှာအဓိကထားထိုးရမယ့်ကဏ္ဍနှစ်ခွက်ကကျွန်တော်တို့သုံးခွက်ပေါ့နော်ရှေ့မှာကျွန်တော်တင်နာပေးခဲ့တာကခွန်ထိပ်စီးနဲ့ခွန်တစ်လေးဆိုတဲ့ကဏ္ဍတစ်ခွက်လည်းရှိပါတယ်ပေါ့နော်ခွန်တစ်လေးဆိုတဲ့ကဏ္ဍတစ်ခွက်လည်းရှိပါတယ်နော်အားလုံးပေါင်းကျွန်တော်မိတ်ဆွေများအနီးပြီဖြစ်တဲ့တော့ ျွန်တော်လည်း BU file ဒီကျွန်တော်စက်တိုက်လို့မတင်ပေးနိုင်တာဖြစ်တဲ့အတွက်ပေါ့နော်ဒါလေးနဲ့ကျွန်တော်အကောင်းဆုံးစုစည်းပြီးတော့ကျွန်တော်တင်ပေးလိုက်ခြင်းပဲဖြစ်ပါတယ်အားလုံးပဲကံကောင်းကြပါစေခင်ဗျာနော်